ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်လေအမျိုးသမီးပူစောတီတွေကို သူ့ရဲ့အိမ်ထဲမှာစီးရေးလေ့ကျင့်မှုတွေလုပ်ပေးနေတယ်လို့ဆိုပါတယ်မန္တလေးတိုင်းမြင်းချံမြို့နယ်အတွင်းမှာတီတာရွမွန်ဆိုရင်မသိသူမရှိပါဘူးအဲ့ဒီလိုမသိသူမရှိဘူးဆိုတာ ကောင်းတဲ့ဘက်ကလားဆိုတော့လေမဟုတ်ရပါဘူးပြည်သူတွေကိုတက် နေအိမ်တွေကိုမီးရှို့မိန်းကလေးငယ်တွေကိုအာရမကျင့်မကောင်းတဲ့ကိစ္စအကုန်လုပ်တဲ့ ပြူစောထီးတွေရဲ့ခေါင်းဆောင်ဖြစ်နေလို့ပါပဲပြောရမယ်ဆိုရင်မြင်းချန်တယ်မှာအားလုံးရဲ့ချင်ပတ်အားလုံးရဲ့ယွန်ကြောက်ဆိုတာကြီးပါပဲတီရာယူမွန်တို့အဖွဲ့လောလောလတ်လတ်ပြုကျင့်ထားတဲ့ရာဇဝတ်မှုကိုတလက်စာတွေပြောပြမအောင်ပဲအဲ့ဒါကတော့2025ခုနှစ်စက်တင်ဘာ10ရက်ကနေ21ရက်အတွင်းမှာတီရာယူမွန်ဦးဆောင်တဲ့စစ်ကြောင်းက တောင်တာနယ်တွေကရုံးစီကြီးရွာနဲ့ တန်ဘူရွာတွေတဲကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါအဲ့ဒီဖွဲ့က12ရက်တာအတွင်းမှာအသက်မပြည့်သေးတဲ့16နှစ်အရွယ်အမျိုးသမီး2ဦးအသက်26နှစ်အရွယ်အမျိုးသမီး2ဦးအသက်28နှစ်အရွယ်အမျိုးသမီး2ဦးနဲ့အသက်50အရွယ်အမျိုးသမီး2ဦးအသက်52နှစ်အရွယ်အမျိုးသမီး2ဦးစုစုပေါင်းအမျိုးသမီး9ဦးကိုအာရမပြုကျင့်ခဲ့ပြီးတော့ပြည်သူနှုတ်ကိုလည်းတတ်ဖြတ်ခဲ့ပါတယ် နေအလုံး80ကျော်ကိုလည်းမိရှုဖျက်ဆီးခဲ့ပါတယ်။ဘလူတွေလှုပ်ဆောင်ခဲ့တာလဲဆိုတော့စက်တင်ဘာ17ရက်နေ့မှာ အမျိုးသားကိုဖမ်းဆီးထားပြီးည7နာရီမှာဇနီးဖြစ်သူတွေကိုထမင်းလာပို့ဖို့ပြောပြီးတော့ဇနီးဖြစ်သူတွေထမင်းလာပို့ချိန်မှာ ပြူစော်ရီ၄ဦးက အာရမပြူချင်းခဲ့ပါတယ်။အသက်16နှစ်အရွယ်အမျိုးသမီးငယ်ကိုပုန်းနေရကနေဖမ်းဆီးလာပြီးတော့ဝိုင်းဝန်းအာရမပြူချင်းခဲ့တယ်လို့စက်တင်ဘာ18ရက်နေ့မှာတော့ အသက်28နှစ်အရွယ်အမျိုးသမီး2ဦးကိုလည်းမိဘဆွေမျိုးတွေရှိစဉ်အားလုံးကိုအိမ်အပြင်ထွက်ခိုင်းပြီးတော့ပြူစောဒီ3ဦးကအာရမပြူကျင်းခဲ့တာသိရပါတယ်။စက်တင်ဘာလ16ရက်ကလည်းကြေးရွာအတွင်းကအသက်16နှစ်အရွယ်အမျိုးသမီးငယ်ကိုဖမ်းဆီးထတ်မှန်ပြီးတော့အာရမပြူကျင်းခဲ့ပါတယ်။ဒါပြင်အသက်50ကျော်အမျိုးသမီးကြီးရေချိုးနေစဉ်ရွာထဲကိုစစ်ကြောင်းလှည့်ချိန်နဲ့တိုးပြီးပြူစောဒီ7ဦးကအာရမပြူကျင်းခဲ့တယ်လို့လည်းသိရပါတယ်။ အဲ့ဒီမျိုးသမီးကြီးကကျမ်းမာရေးတော်တော်ချိုယွင်းနေလို့စေကူတာမှုခံယူနေရတယ်လို့လေဒေတာခန်တူကပြောပါတယ်ပြူစောထီးတွေကဒီဖြစ်စင်မှာကျူးလွန်ခဲ့တဲ့အမျိုးသမီးတချို့ကိုသူတို့နေထိုင်ရာ အထိုင်စခန်းထိဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေလည်းရှိပြီးတော့တချင်းဆိုကပြခိုင်းကအချိန်ချင်းအာရမပြုကျင့်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်ဒါကတီတာယူမွန်အဖွဲ့ရဲ့အခုနောက်ဆုံးလုတ်ခဲ့တဲ့ရာဇဝတ်မှုကိုချပြတာပါ ီနှစ်ပိုင်းတွေမှာဒီလိုဖြစ်စဉ်မျိုးမရေတွက်နိုင်အောင်ကိုတီရာယုမွန်အဖွဲ့ကလှုပ်ဆောင်ခဲ့ကြတာပါတီရာယုမွန်တယောက်ဒီလိုတွေလုံနိုင်အောင်လဲမင်းအောင်လှိုင်ကနောက်ကနေထောက်ပံ့မှုတွေလုပ်ထားပါတယ်2025ခုနှစ်ဇူလိုင်လမှာပဲမင်းအောင်လှိုင်ကတီရာယုမွန်ကိုစွန့်ရီတက်တိဂုံရူးဆောင်တစိ့ပေးခဲ့ပါတယ်ဒီလိုတွေမြောက်စားချက်ကြောင့်လဲတီရာယုမွန်တယောက်ဟာမြင်းကြံနယ်မှာလှုပ်ချင်နိုင်လှုပ်နေနိုင်တာပါ တီရာယူမိုဆိုတာဘယ်ကနေဘလို့ဖြစ်လာတာလဲဆိုတဲ့ဇာတ်ကြောင်းကိုအစကောက်ကြည့်ကြပါမယ်။မြင်းကျန်တဲ့အပိုင်စားယူထားတဲ့ပြူစော်ရီကောင်းဆောင်တီရာယူမိုကတကယ်တမ်းမှာတော့မြင်းကျန်စာတီမဟုတ်ပါဘူး။ ARD တိုင်းစာတီလို့အကြံဖြင်းသိထားပြီးတော့2004ခုနှစ်မှာမြင်းကျန်ကိုရောက်လာခဲ့တာပါ။တီရာယူမိုအကြောင်းသိသူအချို့ရဲ့ပြောပြချက်တွေအရတော့ သူကမန္တလေးမြို့ရဲ့နာမည်ကျော်စင်တီဘီယာဆိုင်တစ်ခုရဲ့အဆိုတော်ဖြစ်တယ်လို့ဆိုပါတယ်။အဲဒီခေတ်အခါက KTV တွေခင်မစားစေးချိန်မှာ စင်တင်ဘီယာဆိုင်တွေကနေပန်းကုန်းစနစ်နဲ့အဆိုတော်တွေဝင်ဝေကောင်းနေချိန်လို့ဆိုပါတယ်။အဲဒီအချိန်ကလေးကစင်တင်ဘီယာဆိုင် လောကမှာတီတာယုမုံကနာမည်ကြီးလို့သူအကြောင်းသိတဲ့သူတွေကပြောကြပါတယ်။အဲဒီကနေမြင်းကြံမျိုးသားစိန်လွင်ဆိုတဲ့သူနဲ့အိမ်အောင်ချပြီးတော့မြင်းကြံမှာအထိုင်ချခဲ့တာပါ။ ။စိန်လွေတို့ကမြင်းချံမှာစီးပွားရေးတောင်တင်းတဲ့သူတွေမို့တီရာယုမွန်ကအရချိုင်သွားတာလို့လည်းမှတ်ချက်ပြုပြောတာတွေတွေ့ရပါတယ်။တီရာယုမွန်မှာတမီးနှစ်ဦးရှိပါတယ်။ယွန်းယုလွင်ဦးနဲ့ဟန်တုတုဇော်လို့နာမည်ပေးထားပါတယ်။ယွန်းယုလွင်ဦးကအခုဆိုရင်အသက်18နှစ်ရှိပါပြီ။ရုံးစီကြီးရွာမှာအာရမပြုတ်ကျင့်ခံရတဲ့အသက်16နှစ်အရွယ်ကလေးမ2ဦးထက်အသက်1နှစ်သာကြီးပါတယ် အခုတော့မြင်းကြံမျိုးပေါ်မှာတီတာယူမွန်ရဲ့မိသားစုကိုပြည်သူတွေကရောကြောက်ဖြစ်နေပြီးတော့ဖယ်ကျင်ထားကြပါတယ်။တီတာယူမွန်ကလည်းမခေပါဘူး။မြို့ပေါ်ကသူ့နေအိမ်ကိုအဆောက်အကျက်တွေနဲ့ပိတ်ဆို့ထားပါတယ်။တော်ယုံလူကိုလည်းဝင်ခွင့်မပေးပါဘူး။ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်လေအမျိုးသမီးပြူစောထီတွေကိုသူ့ရဲ့အိမ်ထဲမှာစီးရေးလေ့ကျင့်မှုတွေလုပ်ပေးနေတယ်လို့ဆိုပါတယ်။ တီရာယုံမွန်ရဲ့အချိန်ဝါကြောင့်စစ်တပ်နဲ့ရဲတွေကလည်းမထီရဲဘူးလို့ဆိုကြပါတယ်လူတက်မရင်းချစ်ပစ္စည်းတွေအာရမယူအဆရှိတဲ့ဒီလိုနီလန်းပေါင်းစုံနဲ့ဝင်ငွေရှာတတ်တဲ့သူဖြစ်နေတဲ့အတွက်သူ့လက်အောက်ကပြူစောထီးတွေကငွေရလွယ်လစာကောင်းတာကြောင့်အဖို့ဝင်တွေပိုများလာတယ်လို့ပြောကြပါတယ်အတီမပြုတ်နိုင်သေးတဲ့တရင်အချက်လက်တွေရဆိုရင်တီရာယုံမွန်ကမူးယစ်ဆေးဝါးတွေရောင်းဝယ်မှုတွေကလည်း ဝင်ငွေကောင်းနေတယ်လို့ဆိုကြပါတယ်။တီရာယုံမောင်ကြောင့်တီးကြတဲ့သူတချို့ရဲ့မှတ်ချက်ကလည်းစိတ်ဝင်စားစရာပါ။အဲ့ဒါကတော့ဘီယာဆိုင် စင်တင်လောကမှာတချင်းဆိုလာတဲ့တီရာယုံမောင်ဟာအခုလိုအကျန်းဖက်လုံရက်တွေလုံနေတာဟာသူငယ်စဉ်ကဖြတ်တန်းခဲ့ရတဲ့အခြေအနေတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။စင်တင်လောကမှာတော့ကနောက်ကျောင်းအသိမခံပဲတိုးသိပ်စွာ နေခဲ့တဲ့တီရာယုံမောင်က ်ငယ်ဘွားကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်မိတ်ဆွေတွေအနေနဲ့အင်တာနက်သုံးရင် browser တစ်ခုခုမှာတီရာယုမွန်ဆိုတဲ့နာမည်ကတော့ရိုက်ရှာကြည့်လိုက်ပါ ကောင်းမွန်တဲ့အကြောင်းအရာတစ်ခုမှပေါ်လာမှာမဟုတ်ပါဘူးဘလို့တက်ဖြတ်လိုက်တာဘလို့စစ်ကြောင်းထိုးပြီးမီးရှို့တာဘလို့လမ်းပေါ်ဆွဲချပြီးတက်လိုက်တာအဆရှိတဲ့မကောင်းတဲ့အကြောင်းအရာတွေနဲ့ပဲပေါ်လွင်တာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ ျွန်တော်ရှေ့မှာပြောခဲ့တဲ့အကြောင်းအရာတွေကမလွန်လာဘူးလို့တခါတည်းအတွေ့ရောက်သွားမှာပါဒီဆောင်မမှာအချင်းချင်းတင်ဆက်လို့ရအောင်သာ နောက်ဆုံးကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုပြောနေတာပါကဘာကြီးကရွာကြီးဖြစ်နေချိန်မှာတီရာယုမွန်ရဲ့ရက်ဆက်ရုံမာမှုတွေကကွယ်ပြောက်သွားမှာမဟုတ်ပါဘူးလူတွေကပြောတတ်ကြပါတယ်ပြုသူအစ်စ်ဖြစ်သူအဟောင်းတဲ့ဆိုလိုရင်တော့ တီတာယူမွန်လိုအမျိုးသမီးကသူ့ပြုတ်နေတဲ့ကံတွေကသူ့စီပဲရောက်နေမယ်ပေါ့ခံရသူတွေဘက်ကတီးခံရမယ်ဆိုတဲ့သဘောပါတီတာယူမွန်ကျွလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့သူကျွလွန်မှုကိုခံရတဲ့ပြည်သူတွေကတော့အခုလိုတွေးနိုင်မယ်လို့မထင်ပါဘူးတခြားပြစ်မှုတွေမကြည့်ပါနဲ့အောင်ရှေ့မှာတင်ဆက်ခဲ့တဲ့သူနောက်ဆုံးကျွလွန်ခဲ့တဲ့တောင်တာနေတွေက ရုံးစီကြီးရွာနဲ့တံပိုးရွာတွေကပြည်သူတွေနေရာကိုပဲဝင်ရောက်ခံစားကြည့်ပါ မရိမှုကျွန်းလွန်ခဲ့တဲ့ခုနှစ်ယောက်ထဲကအသက်မပြေသေးတဲ့နှစ်ယောက်ကသူသမီးအကြီးမထက်တော့ငယ်ပါသေးတယ်။ကိုမိသားစုကိုထိခိုက်မှကြအကြောက်ကြီးကြောက်ပြီးလုံခြုံရေးအထက်ထက်ချထားပြီးမှတခြားမိသားစုတွေရဲ့ဘဝကိုဖျက်ဆီးနေတာပါ။အခုတင်ဆက်မှုမှာတီရာယူမွန်ဆိုတာပါလေ။ဘလောက်ရက်ဆက်လဲ။ဘယ်လိုအခြေအနေတွေကနေဒီဘဝကိုရောက်လာတာလဲဆိုတာပြောပြထားတာပါ။ဒီချက်ပို့ပြီးစုံစမ်းသိရှိရတဲ့အခါလဲ တခင်တွေ channel ကထပ်မံတင်ဆက်ပေးပါဦးမယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะမြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးเนาะကြည့်ရှုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီစီးပွားလာလာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးပါတယ်